ားလုံးဝမြင်လာပါကျွန်တော်သဘောရင်းအကြောင်းပြရမယ်အပ်တဲ့ပြန်ပြီးတော့လုပ်ပေးခြင်းပါတယ်ဒါရောနောက်ဆုံးရရှိတဲ့တရင်အချက်လေးတွေပေါ့သဘောရင်းအကြောင်းဒီသဘောရင်းပါဖြစ်နေတယ်သဘောရင်းအကြောင်းပြောလို့ရှိရင်သဘောရင်းရဲ့ပေါ်တိုင်းတွေရဲ့အကြောင်းလည်းထည့်ပြောပါပို့ပြီးတော့ပြည့်စုံတာပေါ့ဘာဖြစ်လဲဆိုလို့ရှိရင်ဒါကြောင့်မင်းကဘာတိလို့ပြောနေလဲမင်းကဘလောက်တိလို့ပြောနေလဲမင်းထောင်ထဲကတောင်ပို့လို့လားမင်းကဘာဆက်တော့ရှိလို့ဘာညာဆိုပြောနေကြလို့ဆိုတော့ခင်ဗျာပြောင်းကြီးကဒါဆိုဘုန်းကြီးပေါ်လာပြီပေါ့နော်သူ့မှာလည်းသူ့အရှိစက်တွေသူ့တရင်ပြီးတွေ့ရတယ်သူ့ပညာသူ့အကန့်တွေမှာတွေ့ရတယ်သူလည်းရှိရှိတော့သူအဲ့အရာတွေအားလုံး အတော်အတန်ကိစ္စတွေသူကသူဉာဏ်ဉာဏ်တွေးနေရှိတ်ဆက်ပြီးတော့သူပြောနေတာပေါ့ဆိုတော့ခင်ဗျားတောင်းကြီးကဘာပြောရလဲဆိုတော့မိတော့သဘောအကြောင်းပြီးတဲ့ခါမှာသဘောကြီးကရှုပ်ဝင်နေရာတစ်ခုမှာထိမ့်သိမ့်ခံတာဆိုတဲ့အကြောင်းဘာလို့ရှုပ်ဝင်နေရာတစ်ခုမှာထိမ့်သိမ့်ခံတာလဲဆိုလို့ရှိရင်သူကတက်မတော်ရဲ့အဖို့ပွားလေးအဲ့ဒီအကြောင်းကိုပေါ်လို့စိတ်တော့ဖြစ်မှာဆိုလို့သူကဂူလို့တော့ဆိုရင်အဲ့လိုရှုပ်ဝင်နေရာတစ်ခုမှာခေါ်ဆောင်တာရယ်အန်တီတာရယ်ထိမ့်သိမ့်တာရယ်အဲ့လိုမျိုးပြောင်းကြီးကပြောတယ် ဆိုတော့ပြောင်းကြီးဘာကြောင့်ပြောရလဲဆိုလို့ရှိရင်ပြောင်းကြီးက26ရက်နေမှာသဘောကိုရုံးမထုတ်တဲ့အတွက်အဲ့ဒီအရှက်လက်ကိုသူကကင်ပြီးတော့ပြောတယ်။26ရက်နေမှာဘာကြောင့်သဘောကိုရုံးမထုတ်တာလဲ။ရုံးထုတ်ရမှာလေ။ရုံးထုတ်ရမှာ။ဒီမှာပြီးတော့လို့ရှိရင်သဘောကြီးရဲ့မိသားစုဝင်နေ။အဲ့ဒါတွေကသူသွားမိတ်ကြည့်နေမယ်။အဲ့မိသားစုဝင်နေတယ်ဘာပြောမှမဟုတ်ဘာကြောင့်လဲဆိုတော့တို့တို့လည်းမသိဘူး။နောက်တစ်ခုကတော့သဘောကြီးနဲ့ဆက်ဆက်ပတ်သက်ပြီးတော့ပိုင်ရဲကိုလိုပါလို့အဲတို့ရဲ့ပေါ်တာပေါ်ကြည့်တယ် သူတို့ကဒီဘောမှပေါ်လာတယ်ဘောမှပေါ်လာတယ်ဆိုသူတွမ်းပိတ်ကြည့်တယ်မဲ့အဲ့ဒီတွမ်းပိတ်ကြည့်အကောင့်တွေဘာမှပြောမှာမဟုတ်အကောင့်တွေကဘာမှမသိမသိတော့အဲ့ဒီမသိတဲ့အကြောင်းအရာတွေနဲ့ခုန26ရက်နေ့ရုံးမထုတ်ဘူးဆိုတာကိုဖိတ်ဆက်ပြီးတော့ဂွင်းဆက်လိုက်လိုက်တဲ့အခါမှာသူ့စိတ်ကသူ့မိုင်းဆက်တာပေါ့အဲ့လိုဂွင်းဆက်လိုက်လိုက်တဲ့အခါမှာသဘောရင်းဒီအဲ့လိုရှုပ်ဝဲနေရတဲ့ခုမှာထိမ့်သိခံတာတော့ခုနကလိုစိတ်တော့ဖြစ်နေမှန်းစကားလုံးတွေပြောလို့လူလူနဲ့ပြေးမတွေ့တာဆိုပြီးသူကဒီဟာကောက်ကျက်ကောက်ရှက်ဆွဲလိုက်တယ် ဒီမှာသူစဉ်းစားတာကတော့ဘုန်းကြီးရုံတုံနေတဲ့စုစုကူဖြစ်မှာပါဖြစ်တယ်ညာဖြစ်တယ်အဲအကြောင်းမလို့အဲတော့ဘုန်းကြီးကအဲမှာအနေရှိရဲ့လူစိတ်ကြည့်ကြရအောင်ဘာညာကုကွက်ဆိုသူကဒီလိုကြီးသင်နေကျင်းနေအဖြစ်ဆွဲလိုက်တယ်ဆိုတော့တော့ဘုန်းကြီးကကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားကြည့်လို့ရှိရင်ရုံမထုံနိုင်အောင်ဘယ်လောက်ကြီးမြင့်မြန်နေလို့လဲဘယ်လောက်ကြီးကြီးကျယ်နေလို့လဲဒေါက်တာဆောင်မြင့်မှာမနေ့တိုင်းဝင်ကြောက်မနေ့ကတော့သူ့ရဲ့စာမနာမှာလူတွေကဖန်ခံမှာတိတိနဲ့လိုက်ပါပို့ဆောင်ခဲ့ဒေါက်တာဆောင်မြင့်မှာဘုလို့တော့ဘုန်းကြီးတော့အချိန်မကြအောင်ရုံတုံတဲ့ဆစ်ဆီးတဲ့ပြီးတော့လို့ရှိရင်သူရှင်နေရှိရတဲ့တိကျပြီးတော့နောက်ဆုံး အတရားဆွဲဆိုပြီးတော့တောင်းချရတယ်။တောင်းချလိုက်တယ်ပေါ့နော်။အမှုပေါင်းများစွာနဲ့။ဒီလိုပုံကိုယ်တွေတော့မှအဲဒေါက်တာဆိုပြောဆိုဒါမြင်ပါသေးတယ်။ဘယ်လိုရှိမလဲ။ဟောတန်းရွှေမြေတန်းရွှေမြေတော့မှသဘောကြီးလို့ရုံးမထုံမဆက်စည်းပဲနဲ့အဲ့လိုမထားဘူး။တန်းရွှေမြေကိုဘယ်လိုလေးခေါ်ပြီးတော့ဟိုဆက်စည်းတဲ့နောက်ပိုင်းဘယ်လိုလေးအမှုတွေနဲ့ဘယ်လိုလေးထောင်လဲထည့်ပလိုက်လဲလို့လူတို့မှတော့သိပြီးတော့ဖြစ်မှာ။တန်းရွှေမြေတဲ့ဇုံကြီးအကြီးကျယ်မြင်နေလို့လား။ဒီလိုလည်းမဟုတ်ပြန်ဘူး။ ဘဘုံရအဲ့ဒီတစ်စိမ့်နေတဲ့အောက်မှာရှိရနော်အဲ့လူလေးတဲ့ဆိုတော့ဒီချိန်ထိရုံးမထုတ်ခွင့်နဲ့အကြောက်ထားရတယ်ကျွန်တော်တို့အဲ့မှာဒီချိန်ပြန်ပြီးတော့စဉ်းစားကျွန်တော်ရှိမှပြောခဲ့ပြီးတာစကြောရေးမှာတပတ်ကျော်ဆိုတာဒါတုံတန်အောင်ကိစ္စမဟုတ်ဘူးသိလားဘဘုံရရဲ့ငကိုလေးကကောင်းမှမကောင်းဆိုတော့ကျွန်တော်ရှိမှပြောပြလို့ပေါ့တတော်အရှိနေမကောင်းခွင့်နဲ့စုပ်ပြတ်တက်နေလို့စုပ်ပြတ်တက်နေလို့ရောက်ရုံးမထုတ်တာဒါအလုံးအပြန်ရှင်းတယ်ခုနကအစ်စ်တွေကိုရှင်းထုတ်ပြီးစဉ်းစားရတယ် ။ဘာကြောင့်မှရုံမထုတ်တဲ့အတတ်မရှိဘူး။ပြီးတော့ရင်ဆိုဘုံကတောင်းလုံးမှာဆွဲထားတဲ့အမှုတွေရှိသေးတယ်။မုံမိုးခံရဲ၆ဆင်းချောက်ကအဲ့။အဲ့လားလည်းရှိသေးတယ်။အဲ့လားလည်းသူတွားပြီးတော့ရင်ဆိုင်ပေးအောင်မှာ။အဲ့ဒီအမှုတွေအကုန်လုံး။သူကဘာအမှုမှတော့သူဒီစရာရေးရာမရှိပဲနဲ့ပြီးတော့ရှေ့နေရှေ့ရည်နေအထုရှိပိုင်းဝင်ဘာညာဘာမှမရှိပဲနဲ့အဲ့လိုလေဘာရောက်ထားရလဲ။လက်လုံချစ်တုံတွေဖြစ်သွားပြီ။အဲ့အဲ့လားတော့နောက်တစ်ခုပေါ့နော်အဆုံးဆုံးပြီးပြောရမယ်လို့ရှိ။လက်လုံချစ်တုံတွေဖြစ်သွားပြီ။အသက်တော်ရှိရတာမသိဘူး။ ါကတော့မခိုင်လုံတဲ့အကြောင်းအရာပါတော့ကျွန်တော်လည်းလည်းကြောက်ချက်ဆွဲကြည့်ရတယ်။ခိုင်လုံတဲ့အကြောင်းအရာတော့တေးကြတယ်။အဲ့လိုစုပြတက်ပြီးရရတဲ့အချိန်ဖြစ်နေတယ်။အဲ့ဒါမိသားစုတို့လူမျိုးတော်မှသူတို့ကဟိုတကယ်တိတိကျကျမပေးရဘူး။ information တိတိကျကျမိသားစုတို့လူမျိုးတော်မရဘူး။သူနဲ့ဆက်ဆက်ပတ်သက်နေတဲ့ဘယ်သူမှမရဘူး။ဘယ်သူမှမရပါဘူးအခုချိန်ဒီအဲ့မှာတဝဲလည်းတယ်။တေးတေးလားရှင်လားမသိအောင်လေ။သူတို့ပြောတဲ့စကားပဲနားထောင်နေရတယ်။ပြီးတော့ကျင်ဇော်ဘုန်းကြီးနဲ့သူကျော်သုံးကြီးညီမပေါ်ရတယ်။ပြရတယ်ဒီကျွန်တော်ပြောတာမယုံနဲ့ခုနကလို့ ဖြစ်ဖြစ်ဒီအချက်အလက်တွေကိုရှိန်ထိုးပြီးတော့စဉ်းစားကြည့်ရှိန်ထိုးပြီးတော့စဉ်းစားနိုင်သိကြတယ်လက်လောင်ကျစ်တော့လေဖြစ်သွားပြီလက်လောင်ကျစ်တော့တော့ပြီးသွားရည်ကြဒါတခုနောက်တစ်ခုကတော့ရတယ်မရှိအောင်သူပြတ်တယ်အဲ့ဒါကြောင့်တကယ်လို့ပေးတွေ့ခဲ့လိုက်လို့ရှိရင်ပေးတွေ့ခဲ့လိုက်လို့ရှိရင်အငါတို့တက်မလို့ထောက်ခံဒူလောင်းဒီလိုမျိုးဒီကောင်တွေဒီလိုမျိုးလုံးရပါလားဆိုတော့လူတွေရဲ့စိုက်ကုတ်တွေဝင်သွားတယ်မှာအတွေးကောင်တွေဝင်သွားတယ်အဲ့ဒါကြောင့်ဘာဖြစ်မလဲ အဲ့ကျရင်တက်မလို့ထောက်ကန်နေပြီအင်အားကျော်နေတာပေါ့ဘာဖြစ်လဲဆိုငါတို့အကူယုံကြည်ရတယ်တက်မလို့ရင်ငါတို့စကားမှားသွားတယ်ငါတို့ဒီလိုရတယ်မရှိတော့အာလုံးရတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့အခုဆိုလို့ရှိရင်ဇဝိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမှဇဝိုင်းလုပ်ပြီးတော့ဘာညာလဲစကားတခုတော့မဟာရဲဘူးပြီးပါလူပြေလွဲကိုပင်နဲ့ပြောင်းပြီးရလွဲလို့ကျန်တဲ့တွေစကားတခုမဟာရဲဘူးဘာဖြစ်လဲဆိုလို့ရှိရင်စက်တက်ကဲရုံးမှာတော့တင်မှုလေစက်တက်ကဲစကြောရေးမှာတော့ဆွဲစီတာနော်ဇဝိုင်းတို့ပေါ့ဇဝိုင်းဆိုလည်းခုနကလို့ဒေါန်ဆန်းစီဘယ်မှာနေလဲတော့တိနိုင်တဲ့အကောင့်သူ့အထက်မှာသူ့ ပြီးတော့ပေးထားတဲ့သူ့အကားမှာပေးထားတဲ့အတူအဆင့်လူဘူကျုပ်အဆင့်လူတယောက်ရှိတယ်အဲ့လိုလူတော်မှအဲ့လိုဖျော်ပေးခံတဲ့လူကားပေးခံတဲ့လူတော်မှလူတော်ဖြစ်လို့ရှိရင်တာမန်လူတယောက်ဆိုမပေးတော့မတွေ့ရဘူးဒါကြောင့်မလို့ခုလောဘနဲ့ဆက်ဆက်ပတ်သက်နေတဲ့လူတွေဘာတကားခေါ်မှမအားရသဘောလုံးပြီးတော့ညာနေပျော်ဆုံးတော့မှပြောရင်ဒမင်းကလည်းဘာမှပြောရင်ဘလူကဘာမှပြောရင်ဒါတော့သဘောရင်းအကြောင်းအနောက်ဆုံးသိရတယ်အပ်ပေးပါ ဒါကကျွန်တော်ပြောတာမယုံနဲ့တော့ကျွန်တော်အဖြစ်အပျက်တွေအားလုံးချိန်ထိုးပြီးတော့အစင်းစားခိုင်းတာကျွန်တော်ပြောတဲ့အဖြစ်အပျက်တွေအားလုံးကလက်ခံနိုင်ရပြီးရှားပါတယ်ဒါကျွန်တော်ပြောလို့ရှိရင်ကျွန်တော်ရမ်းပြောတယ်ဆိုလို့ပြီးတော့ထင်ပါလို့စဉ်းစားလိုက်တယ်မှာလေးတိရှိပြီးတော့